ါအစစ်ကောင်စီကကောင်တွေကလည်းအမေသူကအခြားပိုင်းမှာမဆိုးဘူးလို့ပြောရမှာပေါ့နော်သူကဒီ drone ကျဲပြီဆိုတာနဲ့စလိုက်ပါပြစ်တယ်တဲ့ပြီးရင်လက်နေငယ်ပြစ်တယ်ပေါ့နော်ပြီးရင်အဲ့ drone ကိုလှမ်းပြစ်တယ်မှန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 ်တိတိမတိတိပေါ့နော်ဒီကောင်နေပြစ်တာလေအသက်ကိုအာကျွန်တော်ကားဘေးပေါက်ပြီးတော့တကယ်ဟိုခက်ခဲအကြက်တူးတဲ့အချိန်မှာဒီနေရာလမ်းကြောင်းကလည်းအနေများတယ်ဆိုတာကိုသိတော့တချို့မိတ်ဆွေတွေလုံမိတ်ဆွေတွေပေါ့ဗျာတချို့မိတ်ဆွေတွေကျွန်တော်စိတ်ပူစွာဖြင့်စိုးရိမ်စွာဖြင့်လှမ်းပြီးဆက်သွဲကြတယ်ချိန်ဆက်ပေးကြတယ်အကူအညီတွေပေးကြတယ်ဒီပုံကိုယ်တွေအကုန်လုံးပေါ့ န်မျိုးတွေအားလုံးပဲမလင်ပေးမေးပေးနဲ့ရေးပေးကနေတော်လန်မျိုးတွေအားလုံးပဲမလင်ပေးရေးပေးနဲ့မေးပေးကနေညံသုံးကင်းဝေးကြပါသလိုဆူတောင်းပေးနေမှာကျွန်တော်ရဲ့ကိုကြီးရိုဘော်ရှင်မင်း channel တွေကလည်းကြိုးစားလိုက်ပါတယ်ဗီဒီယိုတွေရရှင်မလို့သွားပေးခင်မှာတော့ယနေ့ဒွန်လာ၄ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့ညပိုင်းဒီနောက်ဆုံးရရှိတဲ့တင်းချို့ကိုအချင်းညို့ဖော်ပြဆုံးဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးပဲအဆုံးနေ့ကြည့်ရှုပေးဖို့ဒီနေ့ကတော့ထပ်မံတောင်းဆိုလိုက်ပါတယ်ပြောင်းသွင်းနေတဲ့ကတော့ဆေးရနာရှင်စန့်ကျင်ရေးညမຫນွေဦးတော်လန်ရေးကိုထောက်ခံအားပေးပြီးအနုကျင်ဝင်ကြီးတွေကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့တဲ့ EJ မြောင်ကတော့ ကောင်ကိုရီးယားသမရဖြစ်ရွေးကောက်ခံရတာလေဒါဟာဝမ်သာသတင်းတစ်ခုလို့လဲကိုရီးယားမနေတာကပါပဲဒါဆိုရင်တော့၃ရက်နေ့ကောင်ကိုရီးယားသမရရွေးကောက်ပွဲမှာတိုက်ခမ်းဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဤဂျင်မြောင်ဟာနိုင်ညာသွားပြီးတော့သမရဖြစ်ရွေးကောက်ခံပါတယ်ကောင်ကိုရီးယားသမရဖြစ်လာခဲ့တဲ့ဤဂျင်မြောင်ဟာမြန်မာ့နေဦးတော်လှန်ရေးကြီးစတင်ပြီးတဲ့ကဒီနေ့အချိန်ထိမြန်မာဒီမိုကရေစီရေးကိုအားပေးထောက်ခံခဲ့သူဖြစ်ပြီးတော့ကိုရီးယားနိုင်ငံရေးတိုက်ဝိုင်းကြမှာလဲလက်သုံးချောင်းထောင်ပြီးမြန်မာအကြမ်းဖက်စစ်အုပ်စုကိုပြင်းထန်စွာတန့်ွက်ရှုတ်ချခဲ့သူ ကိုရီးယားနိုင်ငံတွင်မြန်မာနိုင်ငံရေလှူရှားမှုနှင့်ထောက်ပံ့မှုအားကောင်းသည့်ဖွဲ့စည်းတစ်ခုဖြစ်သည့်ဆီယာနာတိမ်မှုစံကြေးကော်မတီကိုရီးယားရဲ့မြန်မာ network ဖွဲ့စည်းတွက်လဲသူကူညီဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ကြောင်းအန်ယူဂျီကိုရီးယားကိုယ်စားလှယ်ရုံးကနေပြီးတော့ထုတ်ပြန်ထားတာလည်းသိရှိရပါတယ်။အန်ရောင်း၂၁ခုနှစ်မတ်စတာနေ့ရက်နေ့မြန်မာနိုင်ငံမှာဆီယာနာတိမ်မှုတလအကြာမှာတိုက်ခန်းကောင်းဆောင်အီဂျီမြောင်ဟာကိုရီးယားနိုင်ငံ ground keydo ပြီးနေမှာအုတ်ချွေမှုဖြစ်တောင်းဝင်ထမ်းဆောင်နေတယ်မှာမြန်မာနိုင်ငံရဲ့ဆီယာနာတိမ်မှုစံကျင်ရေးကော်မတီ ိုရီးယားမှာအဖွဲ့ဝင်များနဲ့ဖြစ်ကြတဲ့ဝန်ရံတိုင်းထွန်းဒုသတိမှုစီဖွဲ့ချုပ်ဒီလုံဝေးကော်မတီနိုင်ငံတကာကိုရီးယားဌာနကပြီးတော့နောက်တစ်ခုကတော့ကိုစိုးမိုးသူမာလိုသမားလူမှုကုလုံရေးအဆင့်နဲ့မနှင်းဝေးအောင်ကုန်ဝဲတက္ကသိုလ်ကျောင်းသူတို့ကိုဖိတ်ကြားတွေ့ဆုံခဲ့တာလည်းသူပဲဖြစ်ပါတယ်။ဒီမှာဆိုရင်တော့သမရဖြစ်ရောက်ရှိသွားပြီဖြစ်တဲ့အတွက်ကိုရီးယားနိုင်ငံမှာမြန်မာတွေကြီးတဲ့ပို့ပြီးတော့လှုပ်ရှားမှုမှာအခွင့်အရေးတွေရကြပါသလိုဒီညာကနေပြီးတော့ ုံစုပြနေနေပဲမျောနေနေပြီပါဗျာနောက်ထပ်သတင်းမှုအနေနဲ့ကတော့ဒီနေ့မှာပဲအောင်ပန်းမြို့နယ်ဘိုးပြူပြီးတော့အင်အား၄၅ဆင့်ရှိတဲ့မြေလူလုတ်ကက်ခဲ့တယ်လို့ပြည်သူတွေကပြောထားတာသိရှိရပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့နီးမှာဘိုးပြူပြီးအင်အား၄၅ဆင့်ရှိတဲ့မြေလူကက်ကကြောင်အန်ယူဂျီဆိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးကလည်းသတင်းထုတ်ပြန်ထားဖြစ်ပါတယ်ဒီနေ့ဇွန်လ၄ရက်နေ့မိုးလယ်ဆနေ46မိနစ်မှာအောင်ပန်းမြို့နီးကိုဘိုးပြူပြီးအင်အား၄၅ဆင့်ရှိတဲ့မြေလူလုတ်ကက်ခဲ့တာဖြစ်ပါတယ် ဆိုပါမြင်ကလေးရတို့ကမှုကိုတော့ပြည်သူများပြီးတော်တာခန်းစားကြရပြီးငလင်းနဲ့အတူကျတော်သောတန်ရွာထွက်ပေါ်ခဲ့ပြီးထိလန့်ကြရကြောင်းနဲ့ဒေသခံပြည်သူတွေပြောထားပါဗျ။ညောင်ရွှေကလည်းငလင်းလှုပ်ခတ်တာကိုသိသာခန်းစားကြရတဲ့အတန်ကျဲကြီးနဲ့လှုပ်သွားတာထိလန့်ရတယ်လို့ဒေသခံပြည်သူတွေပြောထားပါဗျ။အခုလှုပ်ခတ်သွားတဲ့ငလင်းဟာသောက်တိန်ငလင်းဖြစ်ချင်းကြောင့်ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိနိုင်ကြောင်းငလင်းဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုကြောင့်နေငယ်ရောနေစီရန်အတွက်စောင်းရန်ရှောင်းရန်အသည့်ပြူရန်များနဲ့အညီနေထိုင်ကြရန်အညီဆိုရကလည်းပြည်သူများကိုသတိပေးထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။ ားလုံးတည်တဲ့တိုင်းပဲကျော်မြင့်တယောက်ကတော့ PDF data တွေကကန်တီလို့လုပ်ထားခဲ့တဲ့ခွင့်ရနေတယ်ဒါတို့ဖြစ်ပါတဲ့ဒီကောင်လေးရဲ့ကြောက်တရားဘယ်တော့ထိကြီးမလဲဆိုတာကိုဒီ PDF တသက်ပါတယ်ကြေပါပဲဘောမာဒီတောင်ကြောက်တိကြောက်တရားကြီးမနေအခုဆိုရင်ရွေးကောက်ပဝင်ပြီးတပတ်တလုပ်တဲ့ဒါဖြစ်ပြီးတော့မလုပ်ပါလဲဘယ်ကိုပတ်မလာဘယ်ကိုပတ်မလဲဘယ်နေရာကိုထွက်မလဲသိကြတယ်အကောင်အများဆုံးရှင်းခံသိကြပါပဲရုပ်ပြလိုက်အကြောင်းရင်းဒီကျွန်တော်ကရုပ်သံပြောဖို့ကျွန်တော်ပြောဖို့အစင်းတင်ကျွန်တော်မှာစင်းတင်ရှိတယ်ရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ပြဿနာကကျွန်တော်မနေ့ကအဲ ဘာဖြစ်လဲဆိုတော့အမြန်လန်းတနေရမှာပေါ့နော်အမြန်လန်းတနေရမှာကားကဘိတ်ပေါက်သွားညာတယ်ကားဘိတ်ပေါက်သွားဘိတ်ပေါက်သွားပြီးတော့ဘာဖြစ်လဲဆိုတော့ဘိတ်ပေါက်သွားပြီးတော့ဘာဖြစ်လဲဆိုတော့ဟိုအဲ့လမ်းနေရာတဝိုက်ကလည်းလုံခြုံရေးအရတော်တော် သတိကြီးကြီးထားတဲ့နေရာမကြာခဏဆိုသလိုပြစ်တယ်ခတ်တယ်အဲလှုပ်ချန်တယ်စသဖြင့်ပေါ့နော်ဟိုလမ်းကြောင်းလေးရက်တက်တက်လာပြီးတော့အဲ့အောက်ကဖြတ်ဖြတ်သွားတယ်လို့စသဖြင့်ပေါ့အဲ့လိုမျိုးပြီး PDF တွေဖြတ်သွားတယ်ဆိုရှိရနေရာမျိုးအဲ့လိုနေရာမျိုးမှာကျွန်တော်ကားကလည်းဖြစ်တတ်တယ်တက်တက်ဆန်ဆန်အဲ့နေရာမျိုးတော့မှာကားကဘေးကထားပေါက်တယ်ပေါက်တော့ပြဿနာကဟိုမရောက်ဒီမရောက်လို့ဖြစ်တော့ကျွန်တော်မဟုတ်ပဲသွားလို့လည်းမရဒီဘက်သွားလို့လည်းမရနဲ့အဲ့ဒီမှာနောက်ဆုံးမှာဘာဆက်ဖြစ်လဲဆိုတော့ကျွန်တော်ကားဘေးကိုဘယ်နားမှာသွားလဲရမှာမသိဘယ်လိုသွားဖားမှာမသိဖြစ်ပြီးတော့နော်ပြဿနာကြီးတက်လာအဲ့လိုတက်ပြီးတော့ကျွန်တော်မှဘလို့မှာကိုဟိုကျွန်တော်ရုပ်တံပြောဖို့မပြောနဲ့ကျွန်တော်ရုပ်တံပြောမယ့်နေရာအထိရောက်ဖို့ ောက်တဲ့အချိန်မှာည10နာရီကျော်သွားပြီဘလုံးမှကျွန်တော်ပြောလို့မမီတော့တန်းနဲ့ကျွန်တော်စိတ်လျှော့လိုက်ရတယ်စိတ်လျှော့လိုက်ရတာပေါ့နော်အဲ့တော့ကားအဲ့လိုဘိန်းပေါက်ပြီးတော့ဟောဖြစ်သွားတာပေါ့တော့ဘလုံးမှအဆင်ပြေဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဖြစ်သွားတယ်ပြီးတော့ ပြောရရင်တော့အဲ့အချိန်မှာကျွန်တော်ကားဘေးပေါက်ပြီးတော့တကယ်ဟိုအခက်ခဲအကြက်တွေတွေ့တဲ့အချိန်မှာဒီနေရာလမ်းကြောင်းကလည်းအနေများတယ်ဆိုတော့သိတော့တချို့မိတ်ဆွေတွေလုံမိတ်ဆွေတွေပေါ့ဗျာတချို့မိတ်ဆွေတွေကျွန်တော်စိတ်ပူစွာဖြစ်စိုးရိမ်စွာဖြစ်လှမ်းပြီးဆက်သွဲကြတယ်ချိတ်ဆက်ပေးကြတယ်အကူအညီတွေပေးကြတယ်ဒီပုံကိုယ်တွေအကုန်လုံးတော့ကျွန်တော်တကယ်ပဲဒီနေရာနေကျေးဇူးတင်ပါတယ်တို့ရောလည်းဖုန်းထဲမှာတော့ကျေးဇူးတင်ခဲ့တယ်အခုဒီမှာလည်းလူသိရှင်ကျေးဇူးထပ်တင်ပါတယ်တကယ်တင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်တစ်ခုက ကျွန်တော်ချိတ်ဆက်ပေးတဲ့ဝါဒီနဲ့ပတ်သက်ပြီးကျွန်တော်အဲ့မှာရောက်သွားတဲ့နေရာနေမှာလုံချုံကြီးပိုင်းပေါ့လုံချုံကြီးပိုင်းနဲ့တချို့တော့ဒီကားအဲကျွန်တော်မြင်မြန်ပြန်ဆန်ပြန်မြန်မြန်ပြန်လို့ရအောင်သို့မဟုတ်ကျွန်တော်အဲ့ဖြစ်တဲ့ခင်းချင်းနေရာနေချားနေရာကိုရှောင်းထုတ်သွားလို့ရအောင်အဲ့ပေါ့နော်ကာဘိတ်ပေါက်ပေါက်လို့မြန်ရှောင်းထုတ်သွားလို့ရအောင်မြန်မြန်ဆန်ဘာကူညီပေးကြတာကတော့ဒီအမြန်လမ်းမှာတာဝန်ကျတဲ့လုံချုံကြီးတပ်ဖွဲ့ကြီးရှိတယ်အဲနောက်တစ်ခါရဲတပ်ဖွဲ့ကြီးရှိတယ်သူတို့အကုန်လုံးကိုလည်းကျေးဇူးတကယ်တင်ပါတယ်သူတို့တွေလည်းတနေ့တလောက်လာပြီးဝိုင်းကူညီကြပါတယ်သူတို့လည်းဒါမဲ့ကျွန်တော် အဲကျွန်တော်အတွက်တို့ကစိတ်ပူတဲ့ခါကျတော့တို့အရက်ဝတ်နေပဲလာပြီးကုညီပေးကြပါတယ်။ဘာပြီးရောကျွန်တော်ကျေးဇူးတင်ပါတယ်တို့။တို့စစ်ဝတ်စုံကြီးရဲဝတ်စုံကြီးလာရင်ကျွန်တော်တို့လန့်ပြန်ကုန်မှာစိုးရတယ်တင်ပါတယ်။အဲ့တော့တို့လည်းဘာပြီးရောအရက်ဝတ်အရက်ဝတ်လေးနဲ့လာပြီးကုညီပေးကြပါတယ်။အဲ့လူတွေအကုန်လုံးလည်းတကယ်ကိုကျေးဇူးတင်ပါတယ်။ဘာကျွန်တော်ကဖိပောက်ပြီးတော့ကျွန်တော် လုံးဝကိုကျွန်တော်လိုရင်းလိုရကိုသွားမခီကိုမရောက်ဘူးဖြစ်သွားတယ်။အဲ့ကြောင့်မလို့ကျွန်တော်ရုပ်သံပြောဖြစ်ဖြစ်တာပါ။အဲ့တော့ဒါလေးကကျွန်တော်မနေ့ကရုပ်သံမပြောပြကြရင်အကြောင်းရင်းပါ။တကယ်တော့မနေ့ကရုပ်သံထဲမှာညမနေ့ကညရုပ်သံထဲမှာကျွန်တော်မဖြစ်နေထည့်ပြောမယ်အကြောင်းကတခုရှိခဲ့ပါတယ်။ မဖြစ်မဖြစ်ပြောမှာတခုရှိရပါတယ်။အဲဒီနေ့ပြောရမယ်။အဲ့ဒါဘာလဲဆိုတော့ဟိုကျွန်တော်တို့နေပြည်တော်မှာအခုဟို foreign နေချင်းပါတယ်ခင်ဗျားလည်းသိတာ foreign ချင်းပါတယ်။အဲ့ foreign တွေက foreign နေပြီးလဲပြီးရောဟိုငလင်းရဲ့ငလင်းအလုံးပေါ်တော့အဲ့ငလင်းလုံးမြန်မာစီဝါရေးပြန်လဲကုစားရေးနဲ့ထူထောင်ရေးပေါ့နော်။မြန်မာစီဝါရေးပြန်လဲကုစားရေးနဲ့ထူထောင်ရေးအဲ့ဒီ foreign ပြီးတဲ့နောက်တနေ့မှာကျွန်တော်ဘာရှိလဲဆိုတော့တရုတ်မြန်မာနှစ်နိုင်ငံမီဒီယာများအဲဆွေးနွေးပွဲစကားဝိုင်းပေါ့နော်။ဆွေးနွေးပွဲစကားဝိုင်းချင်းပါတယ်။ချင်းပါတော့ ကျွန်တော်တို့ကလည်းတရုတ်မြန်မာဆွေးနွေးပွဲစကားဝိုင်းဆိုတော့ကျွန်တော်ကလည်းငကိုးတွေကကျွန်တော်ကျွန်တော်ဖိတ်မယ်လို့လည်းမယူဆထားဘူးပေါ့နော်ဖိတ်မယ်လို့မယူဆထားဘူးကျွန်တော်ကလည်းမသိဘူးပေါ့နော်နိုင်ငံမီဒီယာတော့ခေါင်းဆရာတော့နိုင်ငံမီဒီယာဆွေးနွေးပွဲလို့တော့တောင်းတာပဲကြာနော်နိုင်ငံမီဒီယာဆွေးနွေးပွဲလို့တောင်းတာပဲပတ်ခရယာဟိုတယ်မှာကျင်းပါတယ်ဆိုတော့ခေါင်းဆရာကလည်းဆွေးနွေးထားတယ်ကျွန်တော်တို့အဲ့ဒါနဲ့ကျွန်တော်ကလည်းဖိတ်မယ်လို့တော့မထင်ထားဘူးပေါ့ဗျာဒါကြောင့်ကျွန်တော်လည်းဖိတ်တယ်ဆိုတော့ဟောတရုတ်မြန်မာနိုင်ငံဆွေးနွေးပွဲကိုတရုတ်ဟိုနဲ့ဆွေးနွေးမယ်ကိစ္စကိုကျွန်တော်ကဖိတ်တယ်ပေါ့ဆိုပြီးကျွန်တော်လည်းဟောဒါဆိုလို့တို့ဖိတ်ရင်တော့တွားဆွေးနွေးရတာပေါ့ဆိုပြီးကျွန်တော်လည်းတွားတက်တွားတက်ပါတယ် တက်တော့တဲနဲ့တဝက်လောက်မှာပဲတဝက်မှာပဲကျွန်တော်တဝက်တောင်မကြပါဘူးဒီတော့တဝက်ပေါ့ဗျတဝက်လောက်မှာပဲကျွန်တော်သဘောပေါက်သွားတယ်သဘောပေါက်ပြီးတော့ကျွန်တော်နောက်ဆိုအဲ့ဒီစနုပြီးအောင်မတူကျွန်တော်ပြန်လာခဲ့လိုက်တယ်ကျွန်တော်ဘာလို့သဘောပေါက်သွားတာလဲဆိုတော့ကျွန်တော်ပေါက်စင်တာပေါက်သွားတာပါသဘောပေါက်စင်တာကိုကျွန်တော်ပေါက်သွားတာပါပေါက်သွားတာပါဟောဆိုတော့ပြောရရင်တော့ကျွန်တော်တဝက်လောက်နဲ့လက်ပြန်လာခဲ့ပါတယ်ဟိုပြောရရင်တော့ဒီစနုပွဲဟိုကျွန်တော်ဟိုကျွန်တော်ရဲ့အတွေးခေါ်ယူဆအမြင်ရှုထောင့်ဘာမှစနုကိုမရလိုက်ပါဘူးအဲ့တော့ကျွန်တော်ပြန်လာခဲ့လိုက်ပါဘာမှ ။ဗဒတိနေဘုံနေနဲ့ကတော့ကချင်းလွယ်တမတော် KIA တင်းနှန်းစင်းရဲဘော်များဟာဥဆောင်ပြီးတော့အရာဝတီတိုင်းတွင်စည်ရေးဖို့တော်များပြုလုပ်နိုင်ရန်နဲ့အင်အားစုဆောင်ပြင်ဆင်နိုင်ဒီကြောင်းအရာဝတီလိုကပီဒီအက်ဖွဲ့ကလည်းထုတ်ပြန်ထားပါဗါး။ဆိုပါတော့ဘက်ကတော့ချင်းမကွေးအဆက်မှာရှိတဲ့လွတ်မြောက်ရေးနေပြည်တော်ခုဖြစ်တဲ့2025ဇန်နဝါရီလတရက်နေ့ကစတင်ဖွဲ့စည်းခဲ့တဲ့လက်ရှိမှာတင်းနှန်းသား86ပိုးဦးတီအောင်ဝင်လာခဲ့2လကြာစစ်တင်တဲ့တခုကိုလည်းပထမအကြိမ်ပေးထားပြီးပြောင်းသိရှိကြပါဗါး။အရင်မှုကိုဆိုင်ကတော့ဘုံတော်ရဲဘော်တွေဟာ KIA တင်းနှန်းစင်ရဲဘော်တွေပါ။ဒီက ယူဝါနှစ်ကိုမှတာဝန်ထမ်းဆောင်ခဲ့ပြီးခုလက်ရှိမှာတော့အရာဝတီလိုကတရင်အစ်စ်တစ်ခုအနေနဲ့တော်လိုင်းကြီးအတွက်ထိထိရောက်ရောက်ဆောင်ရွက်လို့ပူးစည်းခဲ့တာဖြစ်တယ်လို့သိရှိပါရတယ်။လက်ရှိမှာလူဦးရေ330ခန့်ဖြင့်စုဖွဲ့မှုပြုလုပ်ထားပြီးလက်နက်ကြီးဘုံတပ်ဖွဲ့များကိုပါစုဖွဲ့ထားကအရာဝတီမကွေးတိုင်းနဲ့ချင်းမီနယ်တို့၌စည်ရေးဖော်ဆောင်နေတဲ့တိုင်းရင်းသားလက်နက်ကန်ဖွဲ့တစ်ခုရဲ့လက်အောက်မှာအပွဲဖော်ဆောင်နေကြောင်းဒါပါလေအရာဝတီလိုက PDF ဖွဲ့အနေနဲ့တပ်ဖွဲ့ရဲ့တရင်ရဲ့စုဖွဲ့မှုပုံစံရရှိအောင်ကြိုးစားနေပြီးစုဖွဲ့မှုအင်အားကောင်းလာစည်ရေးတွေ့ကြုံရသွားပြီးဆိုလင်း ရာဝတီတိုင်းနဲ့စီးရေးပေါ်ဆောင်မှုတွေကိုလည်းထပ်မံပြုလုပ်သွားမှာဖြစ်ကြောင်းလည်းပြောထားတာတွေ့ရှိရပါတယ်။နောက်ထပ်သတင်းပေါ်အနေနဲ့ကတော့စစ်ကောင်စီရဲ့ဒီဘောဘောစကန်အိမ်တိုက်ပွဲမှာတော့စစ်တပ်ဘက်ကနေပြီးတော့30ရောတည်ဆုံးပြီး50ရောလည်းနဲ့ချပြီးအမ်ဖြူထောင်ခဲ့တယ်သိရှိရပြီးတော့ရန်စင်မမတွေ point five နဲ့ကြီးတွေများပြားရရှိခဲ့တာတော့အလုံးပြီးပါတယ်။ KMB နဲ့ထိုင်းမှနေဆက်စစ်ကောင်စီရဲ့ဒီဘောဘောစကန်တိုင်းတိုက်ပွဲဟာစစ်တပ်ဘက်က30ရောတည်ဆုံးခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီတပ်ရဲ့ဒီဘောဘောစကန်တိုက်ခိုက်သိမ်းပိုက်ခံရပြီးတော့အချိန်မှာတော့အမ်တိုက်ပွဲမှာ စစ်ကောင်စီကတက်လိုက်နဲ့ဘုံကျက်ကုကံခဲ့ပြီမလဲမိမိတက်ဖွဲ့ဘုံမှကျဲပြီလို့လည်းအယောက်30ထက်မှတည်ဆုံးကြအောင်သိရှိရပါတယ်ဒီစားနဲ့ပတ်သက်ပြီးတော့ဒီမျိုးဝေဖန်ပြောဆိုထားလဲဆိုတာတော့နောက်ကပီဒီမှာပြရမှာဖြစ်ပါတယ်အဲဒါမျိုးတွေတရင်ဒါဥလို့လည်းစိတ်နဲ့လှုပ်ကြတဲ့ခါကျတော့မြေပြားအဖွဲတွေအရန်ခက်ခဲကြတာပေါ့ဗျာချိုးဖွဲဆိုရင်အိုက်ကုန်းကိုဒါတနေကုန်တနေကန်းပေါ့နော်တိုက်ခိုက်ဖို့အတွက်စူးစမ်းကြတဲ့အခါပေါ့နော်မစားရမတောက်ရအဲ့လိုပြင်ပြင်ပန်းပန်းစင်းစင်းရဲနဲ့မနေ့ကဆိုမိုးကအတကုံးရွာတာပေါ့နော် အဲ့လိုမျိုးဒါအခက်ခဲတွေကြားရတဲ့နေစူးစမ်းနေတဲ့ဒါရှေ့ရသူရဲကောင်းတွေပေါ့နော်အဲ့သူရဲကောင်းတွေရဲ့ဒါတောင်းဆိုမှုတွေကိုတော့ဒါကြောင်းတွေလေးစားလိုက်နိုင်ရမယ်ပေါ့နော်အဓိကတော့သူတို့တွေကမြေမြမှာအသက်တွေနဲ့ရင်းပြီးလုံနေတာဖြစ်တဲ့အတွက်အဲသူတို့တွေထုတ်ပြန်ပြီဆိုတဲ့အချိန်ကျရင်တော့ကျွန်တော်လွတ်လွတ်လပ်လပ်ကြီးပျော်လို့ရတယ်ပေါ့နော်အဓိကတော့ကျွန်တော်အိုင်းနီယာဆိုလဲဒါမနေ့ကကြာကျွန်တော်ဆိုလဲကြိတ်ပြီးပြောရတာပေါ့နော်အဲ့ဘွေနဲ့ဒါပြောရတဲ့ခါမှာအာရအာဘွေရလဲအာရအဲ့လိုမျိုးပေါ့နော်အောင်မြင်မှုကတကယ့်အကြီးကိုဘာဖြစ်လို့လဲဆိုတော့ဒါဒီနေ့အပုံလိုက်ကြီးထွက်လာပဲလေနော်အဲသူတို့တွေဘယ်လောက်တောင်မှရခဲ့တယ်လဲဆိုတဲ့ဟာပေါ့ အဲ့မှာကြာကျွန်တော်ကြည့်မယ်ဆိုရင် AD1 နေပါတယ်ဒါ ME7 ဆိုပြောမနေနဲ့အမှာ120တွေပါတယ်ပြီးတော့0.5တွေပါတယ်လက်နက်တွေဆိုလဲလက်နက်ငယ်တွေဆိုလဲအများကြီးပေါ့နော်လုံးဝတန်းတောင်မှညွတ်နေမှတည်းလဲလက်နက်တွေထောင်ထားရတာပေါ့နော်အဲပြီးတော့ဒါခဲရန်နေပေါ့နော်အပြင်လက်နက်ကြီးကြီးစံနေဘုံဒီတွေ RPG ဘုံဒီတွေအဲအင်နာဂါတွေကမှအစပေါ့နော်လက်ပြဘုံတွေအစုပ်ကြီးစံတွေကအစအဲအဲ့လိုမျိုးအများကြီးအများကြီးပုံလိုက်ကြီးပေါ့နော်တကယ်ကိုအားရစရာအောင်မြင်မှုကြီးအဲအဲဥစ္စာတွေကလည်း အဲကျွန်တော်မြင်ရတဲ့အခါမှာပေါ့နော်ဒါပြည်သူတွေရောတော်လိုင်းတက်ဖွဲ့တွေအတွက်ရောတကယ့်ကိုခွန်အားဖြစ်စရာကောင်းတယ်ပေါ့နော်ဒါစစ်ကောင်စီဒီလောက်ထိဒါလက်နက်တွေခရဲနေအပြည့်စုံနဲ့ရှိနေတာတော့မှပဲဒီလိုအခြေအနေမျိုးရောက်သွားပြီလားတော်လိုင်းတက်ဖွဲ့တွေရဲ့ဒါခြေဖွားအောက်ရောက်သွားပြီလားဆိုတဲ့စိတ်မျိုးနဲ့ဝမ်းသာကုန်ယူရတယ်ပေါ့နော်အဲကြတေဘောဘိုးဘယ်လိုရသလဲဆိုတဲ့ဟာနဲ့ပတ်သက်လို့ဒါကျွန်တော်တေဘောဘိုးစပြီးတော့လောက်ပါပြီဆိုတဲ့အချိန်မှာအနေကကျွန်တော်အဲစုံစမ်းခဲ့တာတွေအဲတိရှိခဲ့တဲ့ဟာတွေ တက်ဖွဲ့ရင်းနဲ့ပြောပြခဲ့တဲ့အကြောင်းတွေအဲ့ဒါနဲ့ပတ်သက်လို့ဒါကျွန်တော်နည်းနည်းလေးပြန်မျှဝေချင်တာပေါ့နော်အဲ့တော့တေဘောဘိုးကျွန်တော်တို့ကဆော်ကြီးနဲ့ကျွန်တော်ပြောခဲ့ရရှိတယ်ဒါပြီးရင်တော့တေဘောဘိုးလုံမယ်ထင်တယ်ဒါမျိုးပြောခဲ့ရရှိတယ်ဘာဖြစ်လို့လဲဆိုတေဘောဘိုးကအဲ့ချိန်မှာတော်တော်လေးအချိန်ကြီးစိုးနေပြီအဲ့တုန်းကဒါတေဘောဘိုးစစ်ကူလာတဲ့ချိန်မှာအဲ့စစ်ကူစစ်ကြောင်းတစ်ကြောင်းလုံးကိုဖြုတ်ပြီးသွားတော့ဒါတေဘောဘိုးကတော်တော်လေးရင်းရိုင်သွားတာပေါ့အဲအဲ့ကြောင့်အဲ့ချိန်နေမျိုးမှာအဲဒီတေဘောဘိုးတိမ့်နိုင်ဘယ်လိုမျိုးအောင်မြင်မှုရမလဲဆိုပြီးတော့ရင်ခုန်ခဲ့ကြတာပေါ့ဗျာ အခုတော့ဒါတကယ်သိနိုင်သွားတယ်ဒါပေမဲ့လွယ်လင်းတကူတော့မဟုတ်ဘူးတပ်ဖွဲ့တွေကအများကြီးစူးစမ်းခဲ့ရတယ်အများကြီးပြင်ပန်းခံခဲ့ရတယ်ဗောနော်တဖြည်းဖြည်းနဲ့ဒါစစ်ကောင်စီရဲ့စစ်သားတွေဗောနော်သူရဲ့ခေါင်းဆောင်တွေစိတ်ထက်ပြက်ပြားအောင်အစမျိုးမျိုးစုံတုံးပြီးတော့တိုက်ပွဲဝင်နေကြတာဖြစ်တယ်အဲချို့ကျွန်တော်တို့စီပို့လာတဲ့မှတ်တမ်းလေးတွေကြည့်ရဟာအသေးရစရာကောင်းတယ်ဗောနော် ကတ်နေတာအဲဟိုဘက်ဒီဘက်ကတ်နေတာဗောနော်ဘာမှမဝေးတဲ့အနေထားဗောနော်ဂိုက်တရာလောက်ပဲဝေးတဲ့အနေထားမှာမြင်နေရတာဗောတရားအဲ့မှာဒါတဖွဲ့တယောက်ပို့လာဆိုတော့အဲ့လိုရေးရေးလာချိုးတဲ့ဟာအစမြင်နေရတာ ဒါပေမဲ့လုံးဝတကယ်ကိုအမိနာခံကောင်းတယ်ပေါ့နော်အိုက်နာထိရောက်အောင်ကတ်ထားတယ်ကတ်ထားပြီးတော့ဘသူမှဘာမှမလုပ်ဘူးမလုပ်ဘူးပေါ့နော်အမိမရပဲနဲ့ဘာမှဒါလုံးဝဟိုချုပ်ဖောက်ခွာတာမျိုးမရှိဘူးပေါ့နော်အဲဘာဖြစ်လို့တူတူကိုကိုအဲ့လိုနေရာရောက်ပြီဆိုကျုံးနေတာပေါ့နော်အဲဒါပေမဲ့အဲဥစားကိုအမိနာခံကောင်းကောင်းနဲ့ပဲတို့တွေနားထောင်ကြတယ်လောက်ကြတယ်ပေါ့နော်စီစဉ်ကြတယ်ပေါ့နော်အဲကြအဲ့အချိန်တွေထိရောက်တဲ့အချိန်မှာဒါတို့လောက်ခဲ့တဲ့နီလန်းနေရာအရမ်းမိုက်အဲ drone နေနဲ့တော့ကျဲတယ်ပေါ့နော် drone နေနဲ့ကျဲတဲ့အချိန်မှာ အစစ်ကောင်စီကကောင်တွေကလည်းအမေသူကအစာပိုင်းမှာမဆိုးဘူးလို့ပြောအောင်ပါနော်သူကဒီ drone ကျဲပြီဆိုတာနဲ့စိုက်ပါပြစ်တယ်တဲ့ပြီးရင်လက်နေငယ်ပြစ်တယ်ပေါ့နော်ပြီးရင်အဲ့ drone ကိုလှမ်းပြစ်တယ်မှန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 ်ထိထိမထိထိပေါ့နော်ဒီကောင်တွေပြစ်လာတယ်အသက်ကုန်းအဲအဲ့လိုမျိုးအဲဒီဘက်ကလည်း drone သကျဲတယ်ပြီးရင်လက်နေကြီးပြစ်တယ် sniper ပြစ်တယ် sniper ကလည်းပြစ်ချက်ကအဲ့လိုမျိုးတပ်ဖွဲ့တွေကလုံးဝဟိုအပျော်တန်းပေါ့နော်အပျော်တန်းလေ့ကျင့်ရင်းကွင်းထဲမှာရောက်နေတယ်လို့ကိုပြစ်ရတာလေအားရကြာကြီးပေါ့နော်ဟိုကကောင်တွေခေါင်းကိုမထောင်ရဲနေတာအဲအဲ့လိုပုံစံမျိုးကြီးနဲ့တိုက်ခိုက်တာပေါ့နော်တိုက်ခိုက်နိုင်တယ် အဲပြီးတော့သူတို့စိတ်ဓာတ်တွေပြက်ပြားစီတဲ့ဟာကြအဲအဲနီလန်းနေအပြင်ပေါ့နော်ဒီခါကျရင်ဘာတွေဟာတာလုံလဲဆိုတော့အဖွဲတွေကသူတို့ကဘလောက်မှမဝေးတော့ဘူးအဲဟိုဘက်ဒီဘက်ခုနလိုဂိုက်တရားလောက်ပဲဝေးတယ်ဆိုတဲ့အချိန်မှာဒီဘက်ကနေပြီးတော့ဒါဟင်းနဲ့နေပြီးရပါတော့ချုပ်ပွဲတွေကဒီဘက်မှာကြက်တွေกินပြီးတော့အဲကြက်ကအနက်နေဟိုဘက်ရောက်အောင်လှုပ်တယ်ဟင်းနေချက်ပြီးတော့အဲအနက်နေဟိုဘက်ကိုမှုရအောင်လှုပ်တယ်ဘာလို့ဆိုတော့ဟိုထဲမှာဥကောင်တွေကတိုက်ခတ်နေရပြီကျုံးခတ်နေရပြီဆိုရင်တည်းကသူကနတ်မမှန်တော့ဘူးဗျာမစားနိုင်တော့ဘူးသိရမလားစားဖို့တောက်ဖို့အတွက်ကသူတို့အတွက် ဒါအရေးကြီးတဲ့ကိစ္စမလုတော့ဘူးမလုမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ဒီသူတို့မသေးရေးအဲသူတို့ခုနလိုအဲမကြချုံရေးအတွက်ကိုသူတို့ကအသေးအတန်ခုခံနေရတဲ့အနေထားမှာသူကစားရေးတော့ယူမစီစဉ်နိုင်ဘူးအဲ့ဟာကိုတီးရဒီဘက်ကနေပြီးတော့လုတာအဲ့လိုမျိုးဖွဲ့ရတကယ်မလွယ်ဘူးပေါ့နော်နီးမျိုးစုံအကုန်သုံးတာပေါ့နော်အဲနောက်ဆုံးမှကျတော့ဒီကောင်တွေဘာဖြစ်လဲဆိုတော့ဒီအဖွဲ့တွေကွဲလာတဲ့အပြင်ကမှဒါတက်ဖွဲ့တွေကတက်လုံးတဲ့အချိန်မှာအဲဒီကောင်တွေစုတ်တယ်ပေါ့နော်သူတို့စကန်ထဲမှာကိုပဲသူတို့တောင်းအထိစုတ်သွားတဲ့ပုံစံမျိုးပြောရမှာမြင်အောင်ပြောမယ်ဆိုရင် ဒါတလိုင်းတက်ဖွဲ့တွေဝင်လုံးပြီဆိုတဲ့အချိန်မှာတဖြည်းဖြည်းနဲ့ဆုတ်လာဆုတ်လာပြီးတော့သူတို့ခံပြီးတော့ချရတဲ့နေရာကကွက်ကွက်လေးပဲကျန်တော့တဲ့အဆင်ကြီးဖြစ်သွားတယ်။အဲအဲ့ဒီအဆင်ကနေမှသူတို့ပြန်ပြီးတော့ကျုံးနေသေးတာ။ပြန်ပြီးတော့ခုခံပြီးတော့လုံနေသေးတယ်ပေါ့နော်။အချိန်မှာဒဏ်ရာရတဲ့ကောင်တွေလည်းများနေပြီ။နောက်ဆုံးကြမှာဒါညနေဆောင်မောင်ပြိုးပြီဆိုတဲ့အချိန်ကျမှဒီကောင်တွေအလံပြူထောင်တယ်ပေါ့နော်။လက်နဲ့ချတယ်။အဲအဲ့တော့ကြောင့်ညနေချတဲ့အချိန်မှာဒါတိရသလောက်ဆိုရင်ရရှိ20နီးပါးပါတယ်ပေါ့နော်။ဒါ viewer စကန်ကုန်းတစ်ခုမှာရရှိ20နီးပါးပါတယ်။ ပြီးတော့သူ့ရဲ့အင်အားကြည့်မယ်ဆိုရင်လည်းလက်နက်အရေအတွက်ကိုကြည့်ရတဲ့တင်ဂျာကနန်းနီးပါးပေါ့နော်ရှိမယ်လို့ယူဆရတယ်။အဲ့ထဲမှာမှဒါ20လောက်ကရရှိပါ။အဲ့ကြောင့်လာပြီးတော့တခြားကနေပေါင်းထားတာတွေရှိမယ်။အဲပြီးရင်ခုနလိုပြန်ပြီးတော့ပို့ခန်းတဲ့ကောင်တွေရှိမယ်။အဲပြီးရင်စစ်ကူလာတဲ့ကောင်တွေလည်းရှိမယ်။ပြီးရင်ဒါဌာနဆိုင်ရာတွဲဘက်တွေလည်းရှိမယ်ပေါ့နော်။ချင်းလင်းချင်းမြန်နေမဟုတ်ဘဲနဲ့ viewer ဖြစ်တဲ့အတွက်ဒါစေးဆက် BE ဘာညာဒါမျိုးဖွဲ့တွေလည်းရှိမယ်ပေါ့နော်။အဲ့ဒါရရှိပေါင်း20လောက်ရှိတယ်ပြီးတော့ဒဏ်ရာရတဲ့ကောင်တွေဆိုလည်းအများကြီးပဲပေါ့နော်အပြင်းထန်ဒဏ်ရာရတဲ့ကောင်တွေလည်းရှိတယ် အဲနောက်ကြတော့တဖြည်းဖြည်းနဲ့ဒီကောင်လေးစိတ်တက်ကြလာတယ်စိတ်တက်ကြမှာပေါ့နေစင်နဲ့မြဒါခုနလိုသွားပြီးတော့တိုက်ခိုက်နေတဲ့ဟာမျိုးတွေရှိသလိုပေါ့နော်သူတို့စီကိုလာတဲ့စစ်ကူစစ်ကြောင်းဒီစစ်ကြောင်းတစ်ခုလုံးကိုလည်းဖြုတ်ပစ်လိုက်နိုင်တာရှိတယ်ပြောအိုင်နာပတ်ချက်လေအထိဒါကတ်နိုင်တဲ့အနေအထားကြီးဖြစ်လာတော့ဒီခေါင်းကြီးတဖြည်းဖြည်းနဲ့စိတ်တက်ကြလာတယ်။အဲ့ဒါပြီးရချိန်မှာသူဘာဖြစ်လဲဆိုတော့စကန်းထဲမှာအဖွဲနှစ်ခုကွဲတယ်ပေါ့နော်။တဖွဲရကြတော့လက်နှချမဲ့အဖွဲ။တဖွဲရကြတော့အသေးခံတိုက်မဲ့အဖွဲ။အဲအဲ့လိုမျိုးပေါ့နော်။သူတို့ခေါင်းဆောင်ကစီယုံထားနိုင်တဲ့လူကတဖွဲတော့ရှိသေးတယ်လို့ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့လက်နှချမဲ့ကောင်တက်တက်ရှိတယ်လို့အဲ့ကောင်တွေလက်နှမချအောင်လဲသူကလိုက်ပြီးတော့စီယုံနေတဲ့အနေထားအတချို့ကောင်တွေကြောက်ရလဲအသေးခံပြီးချမယ်ပေါ့နော်လက်လက်ဘိန်းလုံးနေပေါ့နော်အဲ့လိုကောင်မျိုးတွေကလည်းရှိသေးတာပေါ့နော်အဲ့ဒါကြောင့်အဲ့အနေထားတွေဖြစ်နေတဲ့အချိန်မှာတကယ်အသေးအသေးရစရာကြီးပေါ့နော်နောက်ဆုံးတော့ဒါတက်ဖွဲ့တွေကကျုံးတယ်ပေါ့ဗျာကျုံးတယ်ကျုံးတော့အဲတက်ဖွဲ့ဝင်တွေပြောသလိုပါပဲဟိုရှိရပြောခဲ့သလိုကျွန်တော်ကျုံးတယ်တိုက်တယ်ရတယ်ပေါ့နော်တိုက်တယ်ရတယ်သိနေတာပဲအဲအဲ့လိုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အမွဲခံတာပေါ့အဲ့တော့ဒါဒီဘောဘူးနောက်ဆုံးတော့အာသူ့ရဲ့ နေဆက်မြင်းမှာရှိတယ်ဗောနော်အဲနေဆက်မြင်းမှာရှိရဲ့ဒီဒီဘောဖိုး viewer စကန်ကုန်းကြီးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဗောနော်ဒါပေမဲ့ဆက်ပြီးတော့လှုပ်ဆောင်နေတဲ့ဟာကတော့ဒါတို့ဒါကနေလေးတို့ဒါဒီဘောဖိုးစစ်ကူတို့အဲပြီးတော့ဒီမော်ခီးတို့ဗောနော်အဲအဲ့အဲ့ဥစားတွေကျုံခံနေရတဲ့အချိန်မှာကနေကဆက်ပြီးတော့လှုပ်ဆောင်နေခဲ့ကြတာဖြစ်တယ်အဲဒါပေမဲ့လည်းဒါအောင်မြင်မှုအကြီးရတယ်ပင်မရယူနဲ့တယ်ဗောနော်အဖွဲ့တွေလုံးဝအထိကိုက်နင်းနေနေရအဲအဲ့လိုပုံစံမျိုးပေါ့ပြီးတော့ကျတော့ဒါလေချောင်းဗောနော်လေချောင်းကနေလဲလာပြီးတော့ကျဲတာတွေတောက်လျှောက်ရှိတယ် အဲရာသီဥတုအခြေအနေကြောင့်မလို့တို့ဒုက္ခရောက်ခဲ့ရတယ်ရှိကောင်းရှိမယ်အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ဒလိုင်းတက်ဖွဲ့တွေကအခုလိုမျိုးအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တာကတကယ်အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒါဒလိုင်းတက်ဖွဲ့တွေကဒီဘောဘူးကိုရသွားပြီဒီဘောဘူးကလည်းတကယ်အဓိကအဲအချက်ချာကြတဲ့စကန်ကုန်းကြီးတစ်ခုဖြစ်တယ်ပြီးွားအခြေဆိုင်စကန်ကုန်းတစ်ခုဖြစ်တယ်အဲတို့တို့အရန်ရေးပါတယ်စကန်ကုန်းဖြစ်တယ်ပြီးတော့ကျတော့ဒီဥဂရိဌာနဲ့ဝော်လီပေါ့နော်အဲပြီးရင်ဒါဒီဘောဘူးဒီသုံးခုကတစ်ခုနဲ့တစ်ခုပေါ့နော်ဒါထောက်ထားပြီးတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်အခုတော့နောက်တစ်ခုထပ်ပြုတ်သွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ် ပြီးတော့ဒီဒီအခုကြံခဲ့တဲ့ဟာဆိုရင်ဥက္ကဋ္ဌနဲ့ဝေါ်လေးပေါ့နော်ဒါကလည်းအရေးကြီးတဲ့စကန်တစ်ခုဖြစ်တယ်ဒါပေမဲ့ဒီစကန်တစ်ခုရဲ့အနေထားကိုအဲကိုချင်းစာကြည့်အောင်ကိုချင်းစာကြည့်ရှေ့မှာသူ့သူ့လိုမျိုးပဲဒါတကယ်ကြီးကြီးမားမားစကန်နေအဲပြီးရင်ခေါင်းဆောင်အကြီးပိုင်းနေပါဝင်တဲ့နေရာမျိုးတွေပေါ့နော်ဒါမျိုးနေရာတွေကဆာသူတို့တွေလက်လွတ်ဆုံးရှုံးရပြီဆိုတဲ့အချိန်မှာသူတို့လည်းတွေးနေတော့မှာငါတို့စီကိုဘယ်တော့ရောက်လာမလဲငါတို့ရောဒီလိုပုံစံမျိုးဘယ်တော့ခံစားရတော့မလဲငါတို့တွေရောဘယ်ကိုပြေးရမလဲဆိုတဲ့စိတ်မျိုးတွေဖြစ်နေလောက်ပြီပေါ့နော် အဲ့တော့ကျတော့အခုတင်းစီရမိရယ်ဆိုတော့ပစ္စည်းတွေထဲမှာကြည့်မယ်ဆိုရင်ကျွန်တော်လက်နက်ငယ်တွေအများကြီးရတယ်လက်နက်ကြီးတွေအများကြီးရတယ်ခရဲနေပါအများကြီးရပါတော့အဲ့တော့လက်နက်ငယ်တွေရတာထက်ကျွန်တော်ပူအားရတာတော့လက်နက်ကြီးတွေပစ်ကူပေးတဲ့လက်နက်တွေပြီးရင်အထူးကတော့ခရဲနေကြည့်ရပါတော့အဲ့ဒါတွေကိုပူရတာကိုပူပြီးအားရတယ်ဘာလို့ဆိုတော့အဲအလုံးပဲဆိုဘုန်းကြီးတကောင်ကတော့စစ်တကနေပြီးခွေးခွေးချင်းပြန်ပြီးတော့ကြိုက်နေကြတာဖြစ်တယ်တော့ထဲရောက်ပါပြီမယ်ဒီပေါက်ကုတုံးဆိုတဲ့ကောင်တော့ထဲမရောက်ခင်မှာတခါလေးပြန်ပါပဲရှင်းပြရမယ်ဒီထားတစ်ခုပါပဲငွေလည်းမလို့ခြေတန်းထွားလိုက်တော့တိုင်းဟွန်း ာတာတွေသိပြီဒါပဲဒီအကြောင်းကိုပေါ်ပြီးတယ်ဆိုတာကတောင်းပါတယ်သူတို့ကိုကျွေးနေတာရောပါရောအောင်းအောင်မှုဝင်ကျွေးအောင်လဲခေါ်တာတူရှင်းတယ်မှာဘုဖွဲ့တယ်မှာဘဘူကပြစ်ဆက်တယ်ဘဘူကလက်နာခံတယ်ဘဘူကရှင်းတယ်မှာဘလောက်လုံးတယ်ဆိုတာကိုလဲအဲအားလုံးကြည့်ကြပါဗျာတကယ်ကိုမှလူငယ်တွေပါပဲတော့မှာကိုမှလူငယ်လူငယ်ချင်းကိုအန်တိုင်းပေးနေတဲ့အနေအထားတခုကိုတွေ့နေရတာဖြစ်ပါတယ်ပစံလေးမဆိုးသလောက်9000တောင်းပေးပေးပြီးတော့အခုလိုမျိုး စဉ်းစားဉာဏ်မရှိတဲ့လူငယ်တွေကိုအခုလိုအရှည်တန်းကိုပို့နေတာတကူကတော်တော်လေးကိုစိုးရနေတာတကူပါပဲဒါကိုလှုပ်ဆောင်နေတာသင်ကန်းချုံပြီးလှုပ်ဆောင်နေတဲ့ပေါက်ကရုံးဒီလိုတော့သင်ကန်းချုပ်ပြီးဒီလိုဆွဲလို့ရမယ်အနေထားတကူပါပဲလျောက်ထဲကြီးတာပေါ့ကွာလျောက်ထဲကြီးတာပေါ့နောက်လည်းလျောက်ထဲကြီးအောင်ပါပဲဘယ်သူကတော်တယ်ဘယ်သူကတော်တယ်ဆိုတာပေါ့နော်ကြီးအောင်ပါရေးပြီးမှအဲ့လိုဖြူချမယ်အခုကတော့ငိုးကဒါအုတ်ကြီးပေါ့အရန်အုတ်ကြီးအုတ်ကြီးလောက်ခဲ့တာဟုတ်လားဘိုးကဒကာကြီးကငိုးထဲမှာဆိုလို့ရှိရင်ရှင်ရမှာနေတာ၉လရှိပြီ ခြေတန်းဖိုးလာတော်ဝင်ထမ်းဆောင်တဲ့အချိန်ကာလမှာသူ့ကိုငါတို့ကအပြည့်ပြောစရာဘာလို့သူ့မှာမတွေ့ခဲ့ဘူးအနာသာမရှိခဲ့ဘူးပေါ့ကွာခြေတန်းမှာသူတာဝန်ကြီးရဲ့တာဝန်တိုင်းလည်းသူလုပ်တယ်ငါတို့လည်းသူ့ဆွဲကြောင်ငါတို့လည်းစိတ်ကြိုက်ကိုင်းကိုလည်းမရှိခဲ့ရဘူးစိတ်ချမ်းသာမှုပဲရှိခဲ့ရတယ်နော်အဲ့တော့ကျွန်တော်လည်းဒီနေ့တူသွားပဲဒီစတီဆိုတာကတော့ပတ်သူရဲ့လူလည်းပါတယ်ပေါင်းတဲ့လူလည်းငါတို့ကတော့ဒီမှာနိုင်ပြောရတော့သိုးပေါင်းမွေးထားတာပေါ့သူစအများကြီးပြောနေကြစကားရှိတယ်

ရဲ့ဟိုကကြောက်ရတယ်ကျန်တဲ့ဒီကြောက်ရတယ်ဘယ်လိုကြောက်ရလဲစမပြေဘူးကြားလားကြားပါဗျာကျွန်တော်တမတော်ရတမတော်ရဲ့လက်ရောက်ခံနေဖြစ်တယ်နော်ကြားပါဗျာအားကြောင့်ဒီလိုချစ်တော်တမတော်ကဒီလိုချစ်တော်ကတ္တာဖတ်တော့ဖြစ်ရမယ်ဟုတ်လားကြားပါဗျာအဲ့ဒီချိန်မှာပြည်စစ်တီတမတော်လာပြီးပြည်စစ်တီပြည်လေးရတရားခိုင်တော့ဥစ္စာရခိုင်တော့တရားခိုင်တော့ဘုံတော့ဥစ္စာ60ရခိုင်တော့အာကုန်ဒီလေးပေါ်တော့လောက်ရမယ်ဟုတ်လားကြားပါဗျာကျွန်တော်မှအနိုင်မပြေအောင် ုရဲ့ဘတ်တန်မှာလည်းဒုတိယဆိုတာသိရတယ်ကြားလားကြားလားဒီလိုဖြစ်သွားတာအတန်နေကြရရှိတယ်နော်ကြားလားဒီလိုအတန်နေကြလို့စီလီလိုစီလီကိုအတန်ကျလို့အတန်ကျရတော့ဒီထဲမှာပုံလို့ကြားလားကြားလားအင်းမပြေတာကိုသိပြလို့ရတယ်အင်းမပြေတာကိုသိလို့ပြောပြလို့ရတယ်နော်ကျေးဇူးပါပါအင်းမပြေဘူးဆိုလို့ယူပြီးသားစုသားဝင် မကြီးရအကုန်လုံးပြောကြလို့လဲကြလားကြလားဗျာဒီတိုင်းမှာကောင်းကောင်းဘုံဘူးလေးဘူကြီးရဲ့စကားကိုနားတော်အောင်ကြလားကြလားဗျာဟိုအကျိုးအကြောင်းပြောပြเนาะနားလည်ပြောပြเนาะကြလားဗျာဒီရတော့ပြောလို့ကောင်းเนาะကြလားဗျာဒီတိုင်းကစားပြောင်းပြောနေသင်းလို့ပြန်ပြောသင်းလို့ကနေဖြစ်ဟုတ်လားကြလားဗျာတဲ့ဘူပြောကြမယ်တဲ့ဘူကနေရင်းမြူးကြီးကိုတိုင်းဘူကိုဆက်ပေးမယ်ကြလားကြလားဗျာမကြည့်လို့ပြောမယ်ဂျီဒီကနေတက်တယ်မူတက်တယ်မူကနေတိုင်းမူဆက်ဆက်သူ့တော့တင်ပြပေးမယ်ဟုတ်လားဟုတ်ပါဗျာအဲ့တော့ထပ်မှာကလေးတရားကိုဟုတ်လားတို့ကျောင်းအနက်ကလည်း ရိုက်ရိုက်လေခဲ့ဟုတ်လားတကားပါရိုက်တော့သူကသုံးပါတော့လက်ခံတယ်ကွာလက်ဆက်ထားတော့လက်မခံ